င်္ဂလာပါရှင်ကျမတို့ရဲ့ဘာမပေါက်ကချန်နယ်ကနေစပရိတ်တက်ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီကနေ့မှာပရိသတ်တို့နားဆင်ခန်းစားရမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းရင်းဆရာမြင်းမျက်နှောင်ရေးသားထားတဲ့ The Village Backguy အစီအစဉ်တူရဲ့အပိုင်း28ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းလေးမတင်ဆက်ခင်ပြီးမှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အသစ်တွေတင်နိုင်မှသိရှိနိုင်ဖို့ကိုလည်းဘေးနားလူတွေဘဲလေးကိုနှိပ်သွားပေးဖို့အရင်တောင်းဆိုလိုက်ပါရစေနော် ဒါဆိုရင်တော့ဇလန်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါနော်ဟာအခုမှပဲပော့သွားတော့တယ်ကွာကိစ္စပြီးသွားတာကြောင့်ညိုကြီးကပစိုးကိုပြင်ဝှေ့ပြီးပြောတယ်အဲ့ဒီအချိန်မှာညိုကြီးနောက်ကိုတိန်းစော်ရောက်လာပြီးညိုကြီးပခုံးကိုလက်နဲ့အသာပုတ်ပြီးတော့ဟဲ့လူလို့တခွန်နဲ့ခေါ်လိုက်တယ်ရုတ်တရက်မလို့ညိုကြီးကလန့်သွားပြီးတော့တုံ့တက်သွားတယ်အဲ့ဒီနောက်နောက်ကိုလဲကြည့်ပြီးတစုံတစ်ခုပြောမယ်လို့ ိန်းစော်အားထုံနဲ့ခေါင်းအပြင်းပြင်းရိုက်ချလိုက်တယ်။ဖြောင်းကနဲ့တန်နဲ့တူအာကနဲ့អော်ပြီးညူကြီးလဲကျသွားတယ်။ချက်ချင်းဆိုသလိုခေါင်းကလည်းတွေးပြီးဖြာကနဲ့ထွက်လာတယ်။ခွေးမသာတိန်စံလဲကျသွားတဲ့ညူကြီးကိုတိန်းစော်ကခြေထောက်နဲ့တချက်ပြီးတချက်ဆင့်ကန်တယ်။ညူကြီးအော်တန်ကထွက်မလာပဲ။ရိုက်ချက်တချက်ချင်းနဲ့သတိလက်မင်းမျောသွားတယ်။ကန်လို့အားရပြီဆိုမှညူကြီးကရှက်နာပြီးတော့ လက်ထရတော့ကိုအဝေးကိုလွတ်ပြင်ပြီးညိုချင်းမျက်နှာကိုချက်တော့နဲ့နင်းတယ်။ခွေးမသားမျိုးဒီဒီချိန်မှာတော့မင်းကိုအသေးမတက်သေးဘူးကွာ။နောက်တစ်ချိန်ကျမှအသေးတက်မယ်လို့ပြောပြီးအစ်စ်ရဲ့အနေနဲ့နောက်တစ်ချက်အားကုန်ထည့်ရိုက်လိုက်တယ်။အဲ့ဒီနောက်ခက်တီတီနဲ့နိုင်အိမ်ဘော်ကိုပြန်တက်ပြီးတော့မမောအနာမှာအင်ဒီအမပြတ်သွားထိုင်နေတယ်။အချိန်တစ်ခုကြာတဲ့အထိညိုကြီးကအိမ်ဘော်ကိုပြန်တက်မလာဘူး။အဲ့ဒါကြောင့်တင်းငလာကိုကြိတ်ပြီးတော့ငလာ ကိုညိုကြီးအပေါ့သွားတာကြာလာပြီလားဟာဘာများဖြစ်နေလဲမသိဘူးဒါကြည့်ဦးလေများလဲနေလားမသိဘူးကွာတောက်မှမတောက်ထားတာလဲစရာအကြောင်းမရှိဘူးလေကွာအောက်မှာအေးအေးဆေးထန်နေတာဖြစ်မှာပေါ့ကိုကကိုကစားစရာရှိရကစားဆက်မှာကွာအေးထိုင်းနေတယ်ဆိုလည်းပြေးတာပဲကွာတင်းအေးကပြောပြီးတော့သူ့ရှေ့ရောက်လာတဲ့ဖဲနှက်ချက်ကိုအသာကောက်ကမ်းပြီးဖြည်းဖြည်းချင်းပုတ်ကြည့်တယ်ကောင်းလိုက်တဲ့ဖဲချက်ကွာကိုပေါ့ရော်စမ်းမအောင် တင်းကြီးကဖမ်းတဲ့ချက်ကိုဝိုင်းလဲပစ်ချတယ်။ကျုပ်ဖေးကခုနှစ်ပေါက်ရှိတယ်။ဘယ်ရင်ကျုပ်ဖေးကိုနိုင်လဲ။လှန်ပြကျော်သိန်းကသူ့ဖမ်းတဲ့ချက်ကိုလှန်ပြတယ်။ကျော်သိန်းနိုင်လိုက်တဲ့အတွက်ကျန်သုံးရင်လည်းသူ့ဖေးတွေကိုလှန်ပြကြတယ်။မမအိမ်ရရှစ်ပေါက်။ငကြောက်အိမ်ကတော့၆ပေါက်။ဆော့ဆော့ကဒိုင်ကန်တဲ့လူရဲ့အိမ်ကတော့၅ပေါက်။ဒါကြောင့်မလို့ကျော်သိန်းကနဲ့အင်ကိုစပြီးတော့နဲ့အင်ကိုကျော်တယ်။ဟဲ့အောင်မင်းနဲ့မရဘူးလေ။ထော်တော့ရုပ်တရားမေးတယ်။ ဘသူ့မေးတာလဲဗျဝင်းရောင်ကခတ်တီတီနဲ့ပြန်မေးတယ်ငါနားမှာမေးမေးရှိတာမင်းကိုမမေးလို့ဘသူ့ကိုသွားမေးရမှာလဲကွာဩအေးဟုတ်တယ်မင်းနာမည်ဘသူလဲငါနာမည်ကဝင်းအောင်မင်းနာမည်ရောဝင်းရောင်ကမသိချင်အောင်ဆောင်ပြီးတော့ပြန်မေးတယ်ငါနာမည်ကထွန်းလားဩဝင်းရောင်ကဩလို့တလုံးနဲ့ပြောပြီးတော့ခေါင်းတက်ငိမ့်ငိမ့်လုံနေတယ်ဝင်းရောင်နဲ့ထွန်းလာစကားပြောနေတာကို မောင်အေးအမတ်မတင်လမ်းမြင်လိုက်တယ်။အဲ့ဒါကြောင့်စံသိန်းကိုလက်ကုပ်ပြီးတော့ဖျောက်စံသိန်းဟိုမကြီးစမ်းအခုထွန်းလာနေဝင်းအောင်ဆိုတဲ့ကောင်အတိတွေလားကွာငါဒီလိုသိမှလားကွာအခုမင်းမသိမှပေါ့မဟုတ်သေးပါဘူးကွာဘယ်လိုဖြစ်လို့အကုန်နဲ့ဒီကောင်ကရင်းနှီးနဲ့ဆက်ဆံရှိနေရတာလဲငါတို့လည်းဘာတစ်ခုမှမသိရပါလားကွာမောင်ရင်းကမျက်မှောင်ကျုပ်ပြီးတော့ပြောလိုက်တယ်အေးကွာ ဒီကောင်းနဲ့ငါတို့ကြာဖြစ်ခဲ့တဲ့ကိစ္စတွေကိုအခုပြန်ပြောပြမှာဖြစ်မယ်။အခုဘာတစ်ခုမှမသိသေးဘူး။အင်းအဲ့ဒါလည်းဟုတ်တာပဲ။ပြန်ပြောပြမှာတော့ဖြစ်မယ်။နောက်ပြီးဒီကောင်းနဲ့ဘယ်လိုဆက်ဆံရရှိလဲလို့မေးရမယ်ကွာ။ဧကန်စစ်စစ်အားဖြင့်တော့ကြော်ထုံးတဲ့ဝင်းရောင်ကြားကကိစ္စတွေကိုအခုထုံးလာဘာမှမသိ။အဲ့ဒီအချိန်ကထုံးလာထောင်ထဲကြောက်နေတာမလား။မြောက်တန်းတိုင်း ဖဲဝိုင်းကိုဘေးကကြည့်နေတဲ့သူတွေထဲကရွာသားတယောက်ကအပေါ်သွားချင်တာကြောင့်နာယေးအိမ်ဟောက်ကိုဆင်းလာခဲလိုက်တယ်။အယောက်ရောက်တော့အိမ်နာဖွေးဘက်ကိုခတ်တုတ်တုတ်သွားတယ်။အဲ့ဒီခါမှသူ့ကိစ္စကိုသူဖြေရှင်းတယ်။အဲ့လိုဖြေရှင်းနေရင်လည်းမြေပေါ်မှာလဲကျနေတဲ့သူတယောက်ကိုအမတ်မတည်မြင်သွားတယ်။ဒါကြောင့်မလို့ထိုလ်လူမျိုးလုံးပြူပြီးတော့ကိစ္စအမြန်ဖြတ်ပြီးနာယေးအိမ်ဘော်ကိုအမြန်ပြေးသွားတယ်။ဟဲ့လူတွေအောက်မှာအောက်မှာလူလူတယောက်လဲနေတယ်ဗျ။ ထိုလူကသူ့ရင်ဘက်ကိုလမ်းထပ်ဖြစ်ပြီးတော့អော်ပြောတယ်။အသက်ရှူတယ်လဲမြန်နေတယ်။နှလုံးခုန်တယ်လဲမြန်နေတဲ့ပုံပဲ။ရုတ်တရက်မလို့အားလုံးကြာပြီးထိုလူကိုထိုးဆန်းကြည့်နေကြတယ်။ဟာဒီလူတွေကျုပ်ကိုဝိုင်းကြည့်မနေနဲ့အောက်ကလူကိုတွားကြည့်ဗျ။သေးသလားရှင်သလားမသိဘူးမြေပြင်မှာလဲကြနေတာဒီတော့မှအားလုံးအသိစိတ်ပြောင်းဝင်လာပြီဘာဖြစ်တာလဲလို့ဝိုင်းမိကြတယ်ဖဲဝိုင်းလဲခဏရန်နာလိုက်ကြတယ်ထုံးလားဝင်းရောင်နဲ့ရွာလူကြီးတို့၃ယောက်လဲထလူနားကိုအရောက်သွားကြတယ် ။ဘာဖြစ်တာလဲတော့တုံလည်းမသိဘူးဗျ။အပေါ်သွားချင်လို့အေးအောင်ဆင်းပြီးနောက်ဖေးဘက်သွားတာအဲ့လူတယောက်တည်းလဲနေတာတွေ့ရတာဗျ။ဟာဒီလိုဆိုပဲဖြစ်မလဲ။သွားကြည့်မှရမှာပေါ့။ဖဲဝိုင်းကိုကြည့်နေတဲ့သူတွေကတညီတညွတ်တည်းပြောကြတယ်။အဲ့ဒါကြောင့်ရွာလူတရက်ပါဝင်ထုလူအလုံးအေးအောင်ကိုဆင်းကြည့်ကြတယ်။ထုလူတွေထဲမှာတော့မောင်အေးဆန်သိန်းညီကိုရဲကြီးအေးကြောင်နဲ့မြင်းမီတို့၃ယောက်တင့်ရင်တို့၃ယောက်တင်းအေးကောင်၅ကောင်ငဆိုးငမျိုးနဲ့ မမကောင်သုံးကောင်ဖိုလုံးဖိုကလာတိန်းစွာတို့လည်းအပါဝင် ဖြစ်ပါတယ်။ထွန်းနဝင်းရောင်နဲ့ဖဲကစားနေကြတဲ့သူတွေကတော့မလိုက်ဘူး။အိမ်ပေါ်မှာပဲကြမ်းရစ်ခဲ့ကြတယ်။ခဏလောက်ကြာတော့အိမ်ပေါ်ကိုတင်းရေးကောင်နှကောင်ငမျိုးငဆိုးဆိုတဲ့ကောင်နှကောင်အလောတကြီးနဲ့ပြေးတက်လာခဲ့တယ်။အကိုလဲနေတဲ့သူကတခြားသူမဟုတ်ဘူး။အကိုညိုကြီးအကိုညိုကြီးဗျ။ဘာကွာ။ဟုတ်တယ်အကိုခေါင်းအရိုက်ခံထားရတာအခုတိတတိမရသေးဘူးဗျ။ ဟာကွာငလနဲ့တင်အေးကစက်ခနဲ့မတက်ထရပြီးအင်အားကိုပြင်းစင်နေငဆိုးနဲ့ငမျိုးလဲအင်အားကို လိုက်စင်းကြတယ်အရိုက်ခံထားရတဲ့သူကတနေလုံးအော်ကြောလန်လူမိုက်ညိုကြီးဖြစ်တဲ့အတွက်ရွာသားတော်တော်များများကလည်းကိုနဲ့မဆိုင်တယ်လို့သဘောထားပြီးအိမ်ဘော်ကိုပြန်တက်လာကြတယ်တင်းတယ်နော်သုံးယောက်နဲ့ရဲကြီးတို့လည်းနိုင်အိမ်ဘော်ကိုပြန်တက်လာကြတယ်ရွာလူကြီးမောင်အေးစံသိန်းညီကိုမမောင်ကောင်သုံးကောင်နဲ့ ဆက်စုတဲ့ရွာသားတချို့ကတော့အိမ်ပေါ်ပြန်မတက်ခဲ့ဘူး။မောင်အင်းနဲ့စံသိန်းကနိုင်အိမ်ရောက်ကတန်းရပေါ်ကိုသွားထိုင်ကြတယ်။ရွာလူကြီးနဲ့ဆက်စုတဲ့ရွာသားတချို့ကတော့ညိုကြီးအနောက်မှာမတက်ရက်ပြီးညိုကြီးကိုအထူးဆန်းကြည့်နေကြတယ်။မောင်မောင်ကောင်သုံးမောင်ကတော့သူတို့နဲ့ခက်လန်းလဲမှာမတက်ရက်နေကြတယ်။ခဏကြာတော့အိမ်ပေါ်ကနေတင်းရင်ငလနဲ့ငဆိုးငမျိုးတို့လေးယောက်အလော့တကြီးနဲ့ဆင်းလာကြတယ်။ဟာကွာဘလို့ဖြစ်တာလဲ။ဒါကြောင့်မင်းကိုငါလက်ကြည့်ပါအောင်လို့ပြောတာ။ အခုတော့ဘလို့ဖြစ်ကုန်ပြီလဲကွာတင်းအေးကငလကိုအပြစ်တင်စကားပြောတယ်ငလဘာမှတော့ပြတ်မပြောညိုကြီးကိုပွေပိုက်ထားတယ်ညိုကြီးကတော့အခုထိသတိမရသေးဘူးကောင်းလေညိုကြီးကိုရိုက်တာမင်းမလားကွာငါတို့မညာနဲ့အမှန်တမ်းပြောစမ်းဖိုကလာအခတ်တုတ်တုတ်မေးတယ်ဟုတ်တယ်အခွင့်ရေးရတော့အဲ့ဒီခွေးမသားကိုသုတ်တီးလိုက်တာဓာပါရတဲ့နဲ့လီးဖြစ်လို့အသိမထိုးတာပဲဘာဖြစ်လို့ဒုနဲ့ရိုက်တာလဲကွာတက်တက်ဆောက်လို့ရှော့အောင်လို့ကွာလောက်ခန့်လုံးမှာပဲ ငလောကဝင်ပြောတယ်အစကတော့အသေးတက်မလို့ပဲဗျနောက်မှစိတ်ပြောင်းပြီးရက်ခွဲလိုက်တာဘယ်ဟုရိုက်မိလဲတော့မသိဘူးဗျတစ်ချက်တည်းလဲပြီးတရစ်လစ်သွားတာအခုထိပဲဗျဟုတ်ပါပြီကွာမင်းတင်နေတဲ့ဆိုရင် ပြီးတာပဲနောက်တစ်ခါဆိုရင်မရိုက်နဲ့ကွာအသေးတက်ကြလာတိန်းစော်ကကောင်းကြီးပြတယ်အဲ့ဒီနောက်၃ယောက်သားနိုင်အိမ်ဘောကိုပြန်တက်ပြီးတော့မောင်မောင်အနာသွားထိုင်ကြတယ်ဒီပုံတိုင်းဆိုရင်တော့ဖဲဝိုင်းတော့ပြက်ပြီးနေတူတယ်ဟိဒိန်လို့မှသိကြတယ်ကွာမမကသူ့ရှိရငွေတွေကိုရှည်ပြီးတော့ပြောတယ် ဝိုင်းတော့မပြတ်ပါဘူးတို့ထွက်ရင်ကြောက်ဝင်မယ်တင့်လွင်ကဝင်ပြောတယ်အဲ့လိုပဲဖြစ်မှာပေါ့တယောက်ထွက်တယောက်ဝင်ဒါမှမိုးလင်းပေါက်မှာကြော်တင်ကဖဲဆက်တွေကိုကလပန်ထိုးပြီးတော့ခတ်တီတီပြောတယ်နောက်တောင်းလောက်ကြာတော့နိုင်အိမ်ဘောကိုတင့်အေးတယောက်တည်းပြန်တက်လာခဲ့ဟဲ့အောင်နေငါတို့နားပြီကွာမင်းတို့အတိအကြပဲလေငါတို့ဆရာအရက်ခံလိုက်ရတယ်ကွာဒီတော့မနဲ့ပြန်ကြမှာပဲပြန်ဆုံတာပေါ့ဟုတ်ပြီကို့လူကြီးကို့လူတို့ဆရာကိုပဲခရုတ်ဆိုက်လိုက်ကိစ္စမရှိဘူးဗျာ ကြော်တင်ရပြန်ပြောတယ်။ဘဲဝိုင်းထဲကလူတွေကိုကျင်နဲ့အောင်ကြည့်ပြီးမှတင်းအေးအင်ရောက်ကိုပြန်ဆင်းသွားတယ်။ကဲဝိုင်းပြန်စမယ်။ကို့လူတို့ဝင်းမဆုံဝင်းပြ။လွတ်နေတဲ့အိမ်မှာတင်းလင်ကဝင်ထိုင်လိုက်တယ်။ဖဲဝိုင်းကပြန်လဲအသက်ဝင်သွားခဲ့တယ်။တရိလေးနေတဲ့ညိုကြီးကိုငဆိုးငမျိုးကဂျိုင်းတဖက်စီကနေမှပြီးတော့ထန်းတော့ကိုပြန်ခေါ်သွားကြတယ်။ငလာတဲ့တင်းအေးကသူ့တို့နောက်ခလန်းလန်းကနေပြီးတော့ဘာစကားမှမပြောဘဲလိုက်ခဲ့တယ်။ ဆရာဖြစ်သူညိုကြီးအယိုက်ခံရတဲ့အတွက်ငလာတောက်တစ်ခေါက်ခေါက်အန်တကြိတ်ကြိတ်နဲ့ဒေါသထွက်ပြီးတော့မကျင်မနှက်ဖြစ်နေတယ်။တေးကတော့အဲ့လိုမဟုတ်ဘူး။ဒေါသထွက်ခြင်းမကျင်မနှက်ခြင်းမရှိဘူး။စောစောကပြောတယ်ဆိုတာကဟန်ပြတတ်တတ်ပဲ။ကိုကိုပြောရရင်ညိုကြီးအယိုက်ခံရတဲ့ကိစ္စကိုခေါင်းထဲပင်မရှိဘူး။ခေါင်းထဲရှိတာကတခြားကိစ္စတခု။ထိုကိစ္စကတော့မောင်မောင်ရက်ခိုင်းလိုက်တဲ့ကိစ္စ။တနည်းပြောရရင်လူတက်ရမယ်ကိစ္စ။ထိုကိစ္စကိုဘလို့အကောင့်ထဲပေါ်ရမယ်ဆိုတာ။ တွေးတောနေပါတော့တယ်။အဲဒီလိုနဲ့မိနစ်အနည်းငယ်လောက်ကြာတော့သူတို့အားလုံးထန်တော်တဲ့ကိုပြန်ရောက်သွားကြတယ်။ငါစိုးနဲ့ကမျိုးကညိုကြီးကိုထန်တော်တဲ့ခေါ်သွားကြတယ်။ငါလည်းထန်တော်တဲ့ကိုလိုက်လာတယ်။တင်းကတော့မလိုက်တော့။ထန်တဲ့နဲ့မနီမဝေးမြေပြင်ပေါ်မှာခြေပြက်လက်ပြက်ထန်ချပြီးမျိုးလုံးကိုစုံမဲ့ပြီးလှဲအိပ်ပြီးချက်နေခက်လိုက်တယ်။တောင်းလောက်ကြာတော့တင်းရဲ့နားကိုငါစိုးကမျိုးရောက်လာပြီးတင်းပြေးမှဝင်ထန်ကြတယ်။ဒီတော့မှတင်းကမျိုးလုံးကိုပြန်ဖွဲ့ပြီးငောက်ခနဲ့ထထိုင် မနေ့ပြန်ညငါတို့အလုဆမယ်မင်းတို့တမျောင်းနေတွေ့ထားတော့လို့မန်ပါပါပြောလိုက်တယ်အကိုအဲ့ကောင်တကယ်လုံးမလားငါဆိုးရမင်းတယ်အေးဟုတ်တယ်တကယ်လုံးမဒါဖြင့်မနေ့ပြန်အထိစောင့်နေပဲအခုလုံးလိုက်ရောပြီးသွားအေးတာပဲဗျာနောက်ပြီးအခွင့်အရေးလေးကြနေတာကိုငါမျိုးကဝင်ပြောတယ်အခွင့်အရေးရတာဟုတ်တယ်ဒါပေမဲ့ငါအခုမလုပ်ချင်သေးဘူးကဘာဖြစ်လို့လဲအကိုရအရင်ကတည်ကြံခဲ့တဲ့တန်ရုံးစင်ကြောင့် ဒါကြောင့်အဲ့ကောင်ကအခုထိမတက်ချင်သေးဘူးကွာ။အသက်ရှင်ခွင့်ပေးထားအောင်မယ်။မနှက်ပြညပါအေးစေတက်မယ်ဗျာ။ငါစုံတဲ့ငမျိုးကဘာမှဆက်မပြောတော့ဘဲခေါင်းတက်ညိမ့်ညိမ့်လှုပ်လိုက်ကြတယ်။တင်းအေးကတော့မျက်လုံးကိုစုံမိပြီးတက်ပြင်းချီတစ်ချက်ချလိုက်တယ်။မနှက်သုံးနိုင်။ကျုပ်နားတော့မယ်ဗျာ။တက်ဆက်ကြဗျာမှမရှိတော့ဘူးပါလာတာလဲကုန်ပြီ။မနှက်ပြညထက်လာခဲ့မယ်ဗျာ။ခမရတို့အားလုံးလာပါမလား။ပထမဆုံးတိုင်ကန်နဲ့ရွာသားပြောတယ်။ မလာမမပူနဲ့လာမနာရေးမချမချင်းနေတိုင်းလာမကွာငါကြောက်ကခတ်တယ်တည်းပြောတယ်ကြိုက်ပြီလေဒါဖြစ်ကျုပ်တို့ပြန်ခွင့်ပြုပါအောင်မနှက်ပြန်ညာထတ်တွေ့မယ်အဲ့ကြမကြေပွဲလေးနှွဲကြတာပဲအခုတော့သွားပြီပေါ့ထွေရသားကပြောပြီးတော့ထတ်သွားတယ်ဒါကြောင့်မလို့အိမ်တိန်လောသွားတယ်ကဲကိုလူတို့ထဲမှာကောထွက်မဲ့သူရှိသေးလားရှင်ရင်တခါရဲပြောမရှိရင်ဆက်ဆော့မယ်တယောက်ထွက်တယောက်ထွက်နဲ့ဆိုတော့ဖဲကစားရတာအာယုံပြတ်တယ်ဗျာ ကျော်သိန်းကဖက်ချက်တကူကလပ်ဖန်ထိုးပြီးတော့ပြောတယ်။ငါနားပြီကွာမင်းတို့ပဲဆက်ဆော့ကြတော့မနေ့ပြန်ညနောက်တစ်ခေါက်ထပ်လာခဲ့မယ်။အဲ့ကြမိုးလင်းပေါက်ဆော့ကြတာပေါ့။အခုတော့နားပြီအိတ်လည်းအိတ်ချင်နေပြီကွာ။မမောရုတ်တရက်ထပြောတယ်။ကျော်သိန်းကခေါက်တညင်ညင်လို့ပြီးတော့ဟုတ်ပြီကွာနောက်ထပ်နားမဲ့သူရောရှိသေးလား။တော့ရင်ထဲတော့မဆော့ချင်တော့ဘူးကွာ။ဒီတော့ငါလည်းနားပြီကွာမနေ့ပြန်မှထပ်ဆော့ကြတာပေါ့။တင့်လွင်ကပြောပြီးမြဆိုင်နဲ့ဝင်းနိုင်ကိုခေါ်ပြီးဖဲဝိုင်းကနေထားသွားတယ်။ ရေစင်းနောက်ဆက်ဆိုတဲ့လိုမောင်မောင်တို့လည်းဖဲဝိုင်းကနေထသွားကြတယ်။အဲ့ဒါကြောင့်ဖဲဝိုင်းထဲမှာကြော်တင်တဲ့ငကြောက်နှကောင်ပဲကျန်ရစ်ခဲ့တယ်။ဝိုင်းပြတော့မယ်လို့ထင်ပြီးတော့ဖဲဝိုင်းကိုဘေးရကြည့်နေကြတဲ့လူတော်တော်များများလည်းထပြန်သွားကြတယ်။အနည်းငယ်သာကျန်ရစ်ခဲ့တယ်။ဟဲ့အောင်မင်းရောကစားပါလားနားပါလား။ကြော်တင်ကငကြောက်ကိုကြည့်ပြီးတော့မေးတယ်။ငါတော့မနားဘူး။ရေကုန်ခန်းကုန်ကစားမှာကွာ။မင်းရောနားပါလားကစားပါလား။မင်းကစားမယ်ဆိုရင်တော့ငါမနားဘူးကွာ။ ဟုတ်ပြီဒါပြင်မင်းနဲ့ငါနှစ်အိမ်တည်းမိုးလေးပေါက်ကစားမယ်ကွာမင်းကစားရဲလားမကစားရဲစရာဘာဆောက်ဆောင်ရှိလို့လဲကွာငါအကြောင်းမင်းသိရဲ့တာနဲ့ကြော်တင်းကခက်မဲ့မဲ့ပြုံးပြီးတော့ပြောလိုက်တယ်ဒါပြင်အချိန်ဆက်နေတော့ကွာစလိုက်ကြစို့ဖဲဝေတော့ငါเจ้าကပြောပြီးသူ့ရှိမှငွေအထက်လိုက်ချပေးတယ်ကြိုက်ပြီကွာဒါမှဖဲသမားစစ်ဒီလိုပဲဖြစ်နေရမှာဗောကွာကြော်တင်းကဖဲချက်တွေကိုကြမ်းကျင်စွာကလပ်ဖန်ထိုးပြီးတော့ဝေပေးတယ်သူရှိရောက်လာတဲ့ ဖဲနှစ်ချက်ကိုငကြောက်ကပုတ်မကြည့်တော့ပဲတခါရဆွဲလန်လိုက်တယ်ခုနပေါက်စိတ်မကောင်းပါဘူးကွာငါဖဲရချစ်ပေါက်ဒီတော့မင်းထိုးထားတဲ့ငွေလေးအာဟာနာနာနဲ့ပဲစားပြီကွာကြော်တဲ့ကသူ့ဖဲနှစ်ချက်ကိုထောင်ပြပြီးငကြောက်ထိုးထားတဲ့ငွေတွေကိုဆွဲယူတယ်အဲ့ဒီနောက်ဖဲချက်တွေကိုယူပြီးကလပ်ဖန်ပြန်ထိုးပြီးထွက်ဝေးတယ်ဒီဒီချိန်မှာလဲငကြောက်ကသူ့ရှေ့ရောက်လာတဲ့ဖဲနှစ်ချက်ကိုတခါရဆွဲလန်လိုက်တယ်ရှစ်ပေါက်ကြော်တဲ့ကခေါင်းတညိမ့်လို့ပြီးသူ့ဖဲနှစ်ချက်ကိုဝမ်းတယ်ကိုပြစ်ချပြီးမင်းဘလောက်ထိုးထားတာလဲလို့မေးပြီးတော့ ငကြောက်ထိုးထားတဲ့ငွေပမာဏကိုကျော်ပေးလိုက်တယ်။ထို့သောဖြင့်သူ့နိုင်ကိုနိုင်နဲ့ကစားလာတာမနက်၄နာရီထိုးတဲ့အချိန်ကိုရောက်ရှိလာခဲ့တယ်။ထိုးချိန်ရောက်လာတဲ့အထိအနိုင်ရှုံးမပေါ်။အဲဒါကြောင့်ကြော်တင်ကဆိတ်မရှိတော့ပဲ။ဟဲ့အောင်ဒီလိုလားဆက်ဆော့နေမယ်ဆိုရင်မင်းနဲ့ငါနောက်နေကူးသွားလိမ့်မယ်ကွာ။ဒီတော့နှစ်ပွဲပဲကစားမယ်ကွာ။နှစ်ပွဲလုံးနိုင်တဲ့ကောင်ကအနိုင်။တယောက်တစ်ပွဲနိုင်နေဆိုရင်တော့အဆအပြန်ဆမယ်ဘလို့လဲ။မင်းကစားမှာလား။နှစ်ပွဲများတယ်ကွာ။တစ်ပွဲပဲကစားမယ်။ မင်းနိုင်တဲ့ကောင်ကရှုံးတဲ့ကောင်စီမှာရှိတဲ့ငွေတွေအကုန်လုံးယူချစ်ကွာမင်းကစားရဲလားတိတ်ကစားရဲတာပေါ့ကွာဒါဖြစ်ဖဲဝေငါမဝေဘူးမင်းဝေလျှော့ကြော်တင်းကဖဲထုတ်ကိုငကြောက်ကိုပေးတယ်အဲ့ဒီနောက်သူ့ရှိရငွေပုံကိုရှစ်ကိုတိုးပေးလိုက်တယ်ငကြောက်လည်းကြော်တင်းနေသူသူ့ရှိရငွေပုံကိုရှစ်ထိုးလိုက်တယ်အဲ့ဒီနောက်ဖဲဆက်တွေကိုကျန်းဆွန်စွာကလပ်ဖန်းထိုးတယ်ထိုးလို့အားရပြီမှကြော်တင်းရှစ်ကိုဖဲတစ်ချက်မိမိရှစ်ကိုဖဲတစ်ချက်ချတယ်အဲ့ဒီနောက်ကြော်တင်းရှစ်ကို နောက်ဖဲတစ်ချက်မိမိရှေ့ကိုနောက်ဖဲတစ်ချက်ချက်ချတယ်။အဲ့နောင်ငါကြောက်ကသူ့ရှေ့ရဖဲတစ်ချက်ကိုတခါတည်းဆွဲလန်လိုက်တယ်။ကိုပေါက်ဘေးကကြည့်နေသူတွေကတိုင်မင်မထားပဲပြိုင်တူထအောင်ကြားတယ်။ကဲငါဖဲကတော့မင်းမြင်တဲ့အတိုင်းပဲကိုပေါက်မင်းဖဲလန်မအောင်ကွာ။ပြောတာပြောရတာကွာမင်းမနိုင်ချေတော့အတော်နဲနေပြီကွာ။မလန်ရင်လည်းမလန်နဲ့တော့ကွာမင်းရှေ့ရငွေပုံကငါဘက်တိုးပြီးတော့အိမ်ပြန်လိုက်တော့ကွာ။နေပါဦးကွာငါဖဲကိုလည်းကြည့်ပြရစေအောင်။ ။ငါဘယ်လဲကိုပေါ့ဖြစ်ချင်ဖြစ်နေမှာပေါ့။အဲ့ကြမင်းဘယ်လိုလုပ်လဲ။ကြော်တင်ကပြောပြောဆိုဆိုနဲ့သူ့ရှေ့ကဖဲနှက်ချက်ကိုကောက်ကင်ပြီးအသာနှမ်းပြီးတော့ဖြစ်ဖြစ်ချင်းပုတ်ကြည့်တယ်။ဘယ်လိုလဲ။ရှုံးပြီလား။ငကြောက်ကဒူးနဲ့ပြီးတော့မေးတယ်။ရှုံးပြီ။ဒါဆိုမင်းရှိရငွေပုံငါဘက်တိုးပြီးတော့ငကြောက်ကတာဟာအော်ယူပြီးတော့ပြောတယ်။ငါရှိရငွေပုံတိုးပြရမှာမဟုတ်ဘူး။မင်းရှိရငွေပုံတိုးပြရမှာကွာ။ဘာကွာ။အေးဟုတ်တယ် စောစောကရှုံးပြီဆိုတာငါမဟုတ်ဘူးမင်းဒီမှာကြည့်ငါဖဲဘာဖဲလဲဆိုတာကျော်သိန်းကသူ့ဖဲနှစ်ချက်ကိုဝိုင်းလေကိုပြစ်ချပေးလိုက်တယ်ကျော်သိန်းဖဲကိုမြင်ပြီးဘေးကကြည့်နေသူအားလုံးဟာကနေဟင်ကနေဖြစ်သွားတယ်ငါကြောက်ပြီမျိုးလုံးပြူသွားတယ်ကျော်သိန်းဖဲလေကိုးပေါက်ဒါပေမဲ့ကျော်သိန်းကိုးက၈ပေါက်တပေါက်ကိုးပေါက်ငါကြောက်က၆ပေါက်၃ပေါက်ကိုးပေါက်ဒါကြောင့်မလို့ငါကြောက်ဖဲကကျော်သိန်းဖဲကိုမနိုင်ဘူး ငါကြောက်ကတောက်တစ်ချက်ခပ်ပြင်းပြင်းထက်ခေါက်လိုက်တယ်။ကဲဘလို့လဲငါကောင်။ကိုရှုံးကိုကိုလက်ခံမိလား။လက်ခံပြီဆိုမင်းချေရငွေပုံကငါဘက်ကိုတူပေးစမ်းမအောင်။ငါကြောက်ကဘာမှပြန်မပြောဘဲဖဲဝိုင်းတက်ကနေဒေါသတကြီးထွက်သွားတယ်။ကြော်တင်းကနေ့လောက်ပဲတစ်ချက်ပြုံးပြီးတော့ငွေတွေအားလုံးကိုလွှဲထည့်အတင်းထိုးထည့်လိုက်တယ်။အဲဒီအချိန်မှာသူ့နောက်ထွန်းလာရောက်လာတယ်။ကောင်းလေမင်းနိုင်သွားတာလား။ဟုတ်တယ်အကိုကြီးကကြောက်နိုင်သွားတာ။ပွဲရပြီးပြီလားကွာ။ပြီးပြီအကိုကြီး အေးအဲ့ဒါဆိုပြန်မယ်ဟိုနှကောင်ကဘယ်ရောက်နေလဲကွာအောက်ဆင်းသွားကလေးကပြန်မတက်လာတာကိုကြီးရဲ့အေးဒါဆိုရင်တော့အောက်မှာရှိမှသိကြတယ်သွားမယ်ကွာထုံးလာပြောပြီးတော့နိုင်အိမ်ရောက်ကိုစဉ်းစားတယ်ကြော်တဲ့နဲ့ထုံးလာနောက်ကလိုက်လာတယ်ကောင်းလေဘလို့ဖြစ်လို့ဒေါသကြီးထွက်နေရတာလဲငါ့ကိုပြောစမ်းပါဦးကွာဝင်းရောင်ကငကြောက်ကိုကြည့်ပြီးတော့မေးတယ်ငကြောက်ကဘာမှပြန်ပြောတောက်တစ်ချက်တာခောက်လိုက်တယ်ဟဲ့အောင်ငကြောက်မင်းဘာဖြစ်နေတာလဲပြဿနာဖြစ်လာတာလားငါ့ကိုပြောစမ်း မြင်းမရမန်ပါပါမင်းတယ်ရဲကြီးနဲ့အေးကြော်ကငါကြောက်ကိုစိတ်ဝင်တစားကြည့်နေကြတယ်မဟုတ်ဘူးဖဲရှုံလာတာငါကြောက်ကခက်ပြက်ပြက်ပြောတယ်ဖဲပဲကံကောင်းရင်နိုင်မယ်ကံမကောင်းရင်ရှုံးမှာပေါ့ကွာအဲ့ဒါကိုလီးဖြစ်လို့ဒေါသထွက်နေရတာလားကွာမခံနိုင်လို့ပေါ့ကွာကိုပေါ့ကိုပေါ့နဲ့ရှုံးတာကွာဘလို့စင်တာဖို့ကောင်းလိုက်လေငါကြောက်ကဒေါသတကြီးနဲ့ပြောတယ်စိတ်လျှော့ကောင်းလေစိတ်လျှော့ဒီနေ့မနိုင်နောက်နေ့နိုင်မှာပေါ့ဘာမှစိတ်ထဲထားမနေနဲ့ ငါတို့အတွက်အပေါ်ဆုံးကငွေပဲ။မင်းတို့ဖဲကစားခိုင်းနေဆိုတာကအပြော်ကစားခိုင်းတာ။နိုင်နိုင်ချောချောကိစ္စမရှိဘူးကွာ။အဲ့ဒီငွေလောက်ကိုခေါင်းထဲကိုထည့်မလို့နဲ့ကြတာ။ဝင်းရောက်ကလေးတန်းအေးလေးနဲ့တခွန်းချင်းပြောတယ်။ဒီတော့မှငါကြောက်ငြိမ်ကြသွားတယ်။မောင်ရင်နဲ့ဆန်သိန်းညီကိုအင်ရောက်ကတန်းရောက်ပေါ်မှာအိတ်နေကြတယ်။ခဏကြာတော့ထွန်းလာနဲ့ကြော်သိန်းအင်ရောက်ကိုရောက်ရှိလာကြတယ်။ဟဲ့အောင်နေထပြန့်မယ်။ဒွန်လာကတန်းလာကိုခြေထောက်နဲ့စောင့်ကန်တယ်။ မောင်ရင်းနဲ့ဆန်တဲ့ကလန့်နူသွားတယ်။အဲ့ဒီနောက်ပြပြသလဲနဲ့တန်လျောက်ပေါ်ကထပြီး HJ မူလူနဲ့ထွန်လာကိုကြည့်ပြီ။ဘာဖြစ်တာလဲအကိုလိုအလောတကြီးမေးကြတယ်။ဘာမှမဖြစ်ဘူးဖဲဝိုင်းပြီးပြီကွာပြန်မယ်။အဲ့ဒါကြောင့်လာနိုးတာ။အော်ဟုတ်အကိုဒါနဲ့ဘယ်သူနိုင်သွားတာလဲ။ကြုတ်ပေါ့ဗျာတဝိုင်းလုံးကငွေတွေကိုဟောက်လွယ်ထက်ထည့်လာတာဒီမှာကြည့်။ကြော်တဲ့ရလွယ်ကိုမြောက်ပြတယ်။ဒါမှငါတို့ဖိုးကန်ကောင်းလေးကွာ။အရမ်းချက်သွားပြီကွာအဝါပေးအောင်မယ်။ မောင်ကြီးကပြောပြောဆိုဆိုနဲ့ကြော်သင်းကိုပြေးဖက်ပြီးတဝနန်းနေဟာဗျာကိုကြီးကလည်းယောက်ျားချင်းကြီးကိုဘာလို့နန်းနေရတာလဲဗျကြော်သင်းကမင်းမျိုးတဲ့အတန်နဲ့ပြောတယ်ချစ်လို့နန်းတာပေါ့ကွာမင်းကလိပြနေတာကွာမသိပါဘူးဗျာကျုပ်ကအဲ့လိုကြီးလားမနန်းနဲ့ဗျမကြိုက်ဘူးမသိရင်ကျုပ်ကမိမကြီးကြာနေတာပဲကြိုက်ကြိုက်မကြိုက်ကြိုက်နန်းနဲ့ကွာမစင်နဲ့လည်းလိပဲကွာမောင်ကြီးကပြောပြောပြီးတော့ကြော်သင်းကိုဖန်နန်းတယ် မောင်ရင်းနဲ့ကြော်တင်းတို့ရဲ့အဖြစ်ကိုဒေါလာနဲ့စံသိန်းကပြောင်းပြောင်းချင်းကြည့်နေတယ်။အဲ့ဒီနောက်မှာလေးယောက်သားစကားတပြောပြောနဲ့အိမ်ပြန်ခဲ့ကြပါတော့တယ်။စစ်ပရိတ်တံများရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကိုနားဆင်ခန်းစားခရရသည်မှာကျင်းတဲ့နေ့တိုင်းပဲလို့ထင်ပေပါတယ်။နောက်ရများမှလည်းကျမတို့ရဲ့ channel ကနေဒီဇလန်းရဲ့ကြံရှိနေတဲ့အပိုင်းအဆက်တွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသောမှာဖြစ်တဲ့အတွက်စစ်ပရိတ်တံတို့ကနေ့စဉ်မပြတ်စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ ဇလန်းလေးကိုလိုက်ပါစင်းမျိုးခန်းစားပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။နောက်ရက်များမှာပြန်ဆုံတွေ့ကြအောင်ဆိုရှင်။တွေ့ကြအောင်